်မင်္ဂလာပါညီမတော်နေပါဒီနေ့တင်ဆက်ပေးသွားမှာတော့ Golden Season 3ရဲ့အပိုင်း73မှာဖြစ်ပါတယ်ဒီပိုင်းလေးရဲ့အစမှာတော့လုံညုံရေးအနေနဲ့ညာကင်းစောင့်တဲ့စောင့်နှစ်ယောက်ဟာဖဲချက်တွေစော့နေကြရင်သူတို့ရှိရာစီကိုလူသေးကောင်းအသက်ပြန်သွင်းခဲ့တဲ့ Dwight ဆိုတဲ့သူဦးဆောင်ပြီးချင်းနဲ့အကျယ်ကြီးဖွင့်ပြီးနောက်ကလန်သေးရဲ့လိုလူငယ်တစ်တိုက်နဲ့ဘာအောင်မှဂိမ်းဆိုင်တဲ့ပုံစံနဲ့အစအဦးထဲဝင်လာနေကြတာပါလုံညုံကြီးကောင်လေးကလည်းဒီကောင်နေမူမမှန်ဘူးဆိုပြီးအကူတွေခေါ်ဖို့ပြောလိုက်ပေးမယ် ဘေးကလုံခြုံရင်းကောင်းလေးကသူ့ကိုတစ္ဆာဖောက်ပြီးတပ်ပလိုက်ကအယူတွေလိုမျိုးတဟာရီမောရင်စောက်ဦးထဲမှာထားထားတဲ့ဂျရုံးရဲ့လောင်းကိုခုတ်ထုတ်သွားပါတော့တယ်မနက်မိုးလေးနဲ့ကဂျရုံးရဲ့လောင်းပျောက်ဆုံးသွားလို့ရဲတွေရောက်လာတဲ့ခါမှာတော့ဂျရုံးရဲ့ကောင်းတလားနေရာမှာဈေးကွက်ပုံကြီးဆွဲထားခဲ့တာကိုတွေ့ရပါတယ်မကြာခင်မှာပဲအလောင်းနေကြားထဲမှာပုံနေတယ်ဆစ်ဆွဲနေတဲ့လူငယ်တယောက်ကိုတွေ့လိုက်ရတဲ့အတွက်အလောင်းတည်သွားတဲ့ drive တို့နဲ့တပွဲတည်းဆိုပြီးဖမ်းလိုက်ပါတယ်တစ်ဖက်မှာတော့ဆယ်လီနာရဲ့အမေနဲ့ပတ်သက်နေတဲ့ယောက်ျားကဘရုစတိုစီကိုသွားပြီးဆယ်လီနာရဲ့အမေစီကဒေါ်လာ2သိန်းအကျွေးရเสียရှိတယ်လို့ပြောလိုက်တာ အဲ့ပဆိုင်အောင်ဘရုစတိုမပေးရင်တော့အဲ့ဒီမိမအောင်ထောင်ချပြင်မယ်လို့ပြောလိုက်ပါတယ်။တပတ်မှာတော့လီယာမူကင်းဌာနမှာလုတ်ပြောင်းဝင်နေတာဖြစ်ပြီးကော်ရွန်ကတော့ငါ့ကိုမတက်ဖို့ဖဲကိုနီကိုတားပေးလို့ကျေးဇူးပါလို့ပြောလိုက်ပေးမယ်။လီယာတော့ရှင်ကျမကိုတကယ်ကျေးဇူးတင် drive ကိုတွေ့တဲ့အခါမာရီယိုအသက်ပြန်သွင်းမေးဆိုပြီးပြောသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဖန်ငန်နာရတဲ့စိတ်ကွက်နေတဲ့ကောင်းလေးကကော်ရွန်လိုလူမျိုးနဲ့တွေ့ရတာဝမ်းသာတယ်လို့ပြောလိုက်ပြီးသူ့လူတွေကိုအချိန်မီမတားလိုက်နိုင်ဘူးလားလို့မေးလိုက်ပါတယ်။ကောင်းလေးကဒီနေ့ကကျွန်တော်ကိုပြန်လည်နှုတ်ထချင်းလုပ်မှာပဲလို့ပြောလိုက်ပြီး ကျွန်တော်တို့ဘက်လေးကသေးသေးလေးလို့ထင်ရပါမယ်ကျွန်တော်တို့ဘက်ကနေရာတိုင်းမှာရှိတယ်လို့ပြောလိုက်ကအယူလိုမျိုးဟာတက်ရင်နေခဲ့ပါတယ်ဒါကြောင့်မယ်ကော်တော့လဲဇီးကွက်တင်ကေတန်းနဲ့ပတ်သက်လို့တစ်မျိုးလုံးမှရှာဖွေကြည့်ဖို့ပြောလိုက်ပါတော့တယ်တစ်ဖက်မှာတော့ dry ဆိုတဲ့သူကဂျရောင်းဘောအားပြင်းစားနဲ့အသက်ပြန်သွင်းမှုလုပ်နေပါပြီတစ်ဖက်မှာတော့ပင်ကွင်းဟာငကမားသူနာမှမရှိတော့တဲ့အတွက်စိတ်ညစ်ညစ်နဲ့အရက်တွေတောက်သေးတွေကွဲပြီးအဲ့ရတဲ့မှာပဲနေနေခဲ့ပါတယ်ပင်ကွင်းရဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုအင်တာဗျူးဖြေဆိုပြီးတဲ့နောက်မှာတော့ပြည်သူတွေကလည်းပင်ကွင်းကိုမြို့တော်ဝန်အဖြစ်ကနေနှုတ်ထွက်ဖို့တောင်းဆိုနေကြတာပါ ဒါကြောင့်မေပါဘရာဟာပင်ကွင်းရဲ့အိမ်ထိလိုက်လာပြီးကောလာဟာလာရေထွက်နေတဲ့အကြောင်းပြောပြလိုက်ကလူမိုက်ကောင်းဆောင်တွေသူစုစည်းပေးထားမှာမို့လို့ပင်ကွင်းရဲ့အရင်လိုပုံစံမျိုးနဲ့သူတို့အားလုံးရှေ့ကိုထွက်လာခဲ့ဖို့ပြောလိုက်ပါတယ်ပင်ကွင်းကလည်းမင်းကောင်ဘာလို့ဒီလိုမျိုးလာကူညီနေရတာလဲလို့မေးလိုက်တာကြောင့်ဘာဘရာကလည်းသူတို့အားလုံးဟာရှင်ကျမကိုကြိုက်နေတယ်လို့ထင်နေကြတာလို့ပြောလိုက်ပြီးရှင်အောင်ကြောက်နေလို့သာသူတို့ထုတ်မပြောတာဆိုပြီးပြောလိုက်ပါသေးတယ်တစ်ဖက်မှာတော့ဘရုစာဆယ်လီနာရဲ့အမေကိုဒေါ်လာ2သိန်းပေးဖို့လုပ်နေတဲ့အတွက်ဆယ်လီနာအဲ့ဒီလူကိုဘာပစံမှာပေးနေစရာမလိုဘူးလို့ပြောလိုက်ပါတယ် ်အက်ဖရက်ကတော့အဲ့လိုမပေးပြိုင်နဲ့မိမိထောင်ချခံရနိုင်မယ်ဆိုပြီးပြောလိုက်တာကြောင့်ဆယ်လီနာကလည်းဒီလိုလူမျိုးတရားစွဲရမှာလို့ပြောလိုက်ပြီးအဲ့လိုတောင်းနိုင်ပေးနေမှန်းသိရင်အမြဲတမ်းလာတောင်းနေတော့မှာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘရုစ်ကငါတော့ပတ်စံရင်းမကြည့်ဘူးလို့ပြောလိုက်တာကြောင့်ဆယ်လီနာလည်းဒေါသထွက်သွားပြီးအဲ့ဒီပတ်စံတွေကိုပြန်ဆက်ဖို့ငါခုအစားကြီးပတ်စံဆက်ဆိုးတော့မယ်လို့ပြောကဒေါသတကြီးနဲ့ထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ကိုရိုနာဟာဗီဟာကျွန်တော်ကိုပြန်လဲအသက်သွင်းမဲ့နေရကဘယ်နေရာဖြစ်နိုင်မလဲဆိုပြီးမှန်းဆတွေးတောနေကြပါတယ်။ဒီချိန်မှာပဲလူစီရရောက်လာပြီးဂေါ်တန်မြို့ရဲ့မြေပုံကိုခင်းပြလိုက်ပြီးတော့ လွန်ခဲ့တဲ့ကမ္နစ်ကပဲလျှက်စစ်ကိုလွန်ကျုံသုံးဆွဲတဲ့နေရာကိုတွေ့တယ်လို့ပြောလိုက်တာအဲ့ဒီနေရာမှာပဲကျွန်တော်လျှက်စစ်ပေါ်အများကြီးနဲ့ပြန်တက်သွင်းနေရဖြစ်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ရဲဝန်ထမ်းတစ်ယောက်ကပဲကိုရိုနာဟာပေတော့သူတို့နေရာကိုတီသွားပြီဆိုတာကို Dwight တို့စီကိုလမ်းပြီးတော့ဆက်သွယ်အကြောင်းကြားခဲ့ပါတယ် Dwight ကတော့ဒီဘက်မှာကျွန်တော်ကိုအသက်ပြန်သွင်းနေပြီပဲကျွန်တော်ကပြန်မလို့လာသေးတဲ့အတွက် ဘေးနားကောင်ကမင်းကျွန်တော်ကိုနှိုးပေးမယ်ဆိုလို့ငါ့ရဲ့စာတိုင်းမှုအလုပ်တော်ဆုံးလုပ်ခဲ့တာဒီနေ့မှကျွန်တော်ရဲ့အတန်အောင်ကတော့မကြောက်ဘူးဆိုရင်မဖြစ်ဘူးဆိုပြီးပြောလိုက်တာကြောင့် Drake ကဒေါသထွက်ရနဲ့အဲ့ဒီလူကိုလက်ဆက်ရှော့တိုက်တဲ့ဂျိုးနဲ့ထိုးတက်ခဲ့ပါတယ်ဒီလိုနဲ့ Drake ဟာရဲတပ်ဖွဲ့ရလဲသူတို့ရှိတဲ့နေရာကိုလာနေပြီဖြစ်တဲ့အတွက်ကျွန်တော်ကိုအသက်ပြန်သွင်းမရတဲ့ဆုံးကျွန်တော်ရဲ့မျက်နှာကိုဓာတ်နဲ့လိယူခဲ့ပါတယ်ဒီလိုနဲ့ကော်ရိုနာရောက်လာတဲ့အခါမှာတော့မျက်နှာခွာခံရတဲ့ကျွန်တော်ရဲ့အလောင်းအောင်မတွေ့ရပြီ Drake ကတော့ထွက်ပြေးသွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့ Drake ဟာ ခွာယူရတဲ့ဂျရုံးရဲ့မျက်နှာကိုသူ့မျက်နှာပေါ်တက်ဆင်လိုက်ပြီးဂျရုံးနှိုးထလာဖို့စောင့်နေတဲ့လူအုပ်ကြီးရှိရာစီကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဂျရုံးအစ်စ်မဟုတ်တဲ့အတွက်အကောင်လုံးကဂျရုံးဘက်မှလဲဆိုပြီးစူပူကုန်ကြပါတော့တယ်။ဒါကြောင့်မက်ထရိုက်ဟာငါပြောတော့အားလုံးနားထောင်ကြဆိုပြီးငါတို့အားလုံးကိုဂျရုံးကအသက်သွင်းပေးခဲ့ပြီးသားလို့ပြောလိုက်ပြီးတော့မင်းတို့တွေကိုယ်တိုင်လည်းဂျရုံးမယ်ငါလည်းဂျရုံးမယ်ငါတို့အားလုံးကဂျရုံးမယ်လို့ဩပြောလိုက်ပါတော့တယ်။အောက်ကနားထောင်နေတဲ့အယူတွေကလည်းများများတော့မပြောပါပဲ။ဟုတ်တယ်ငါတို့လည်းဂျရုံးဆိုပြီးအယူထောက်ကုန်ကြပါတော့တယ်။ ီလိုနဲ့မျက်နှာခွာခံရတဲ့ကျွန်တော်ရဲ့အလောင်းကတော့ကောတန်ရဲတပ်ဖွဲ့ရဲ့မူခင်းဌာနကိုရောက်သွားခဲ့ပါပြီ။စခန်းထဲမှာတော့လူစီရဟာကျွန်တော်ရဲ့အလောင်းပေးရတည်နေတဲ့လူရဲ့ဖုန်းထဲမှာသူတို့ရဲဌာနစီရနဲ့ခေါ်ထားတဲ့ဖုန်းနံပါတ်ကိုတွေ့ရတယ်လို့ပြောလိုက်ပြီ။ဒီရဲဌာနထဲမှာပဲတရှိုးရှိတဲ့အကြောင်းပြောပြလိုက်ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီတရှိုးကိုစမေးဖို့စစ်ကြောရေးခန်းနဲ့ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ပင်ကွင်းဟာလူမိုက်တွေကိုစူဝေးပေးရမယ်ဆိုတော့ဘာဘရာစီကိုလိုက်သွားလိုက်ပြီ။ဘာဘရာကတော့တော်မီပုံးဆိုတဲ့လူမိုက်တယောက်ဟာရှင်းကိုလေးစားမှုမရှိတော့ဘူးလို့ပြောလိုက်တာရှင်းရဲ့နေရာကိုစက္ကံမို့တယောက်ယောက်လွှဲပေးလိုက်လို့ပြောလိုက်ပါတယ် ပင်ကွင်းကတော့မင်းရဲ့ကြံအောင်ငါမသိဘူးမျက်မှတ်နေလားလို့ပြောလိုက်ပြီသူတုတ်ကောက်တဲ့ဓာတ်ကိုဆွဲထုတ်လိုက်ကငါလူတွေနဲ့ငါ့ကိုရန်တိုက်ပေးနေရလားလို့မေးလိုက်ပါတယ်ဒီချိန်မှာပဲဘာဘရာစီကိုဖုန်းဝင်လာပြီတော်မီဘုံဆိုတဲ့လူမိုက်စီကနေဖုန်းခေါ်လာခဲ့တာပဲဖြစ်ပါတယ်တော်မီဘုံကပင်ငွင်းကိုလူမိုက်ကောင်းဆောင်နေရာဆင်းလိုက်တော့လို့ပြောလိုက်ပြီအဲ့လိုမဆင်းရင်တော့နေကမာတေးရမယ်ဆိုပြီးချိန်ချောက်ခဲ့ပါတယ်တကယ်တော့တော်မီဘုံအဲ့လိုဖုန်းဆက်အောင်လို့တပ်သားတနက်နဲ့ချိန်နှားတာဖြစ်ပြီးဖုန်းပြောပြီးတဲ့နောက်မှာတော့တော်မီဘုံကိုတပ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ဟာဗီကတချို့လုံနေတဲ့ရဲရာရှိကိုဖမ်းနှားလိုက်ပြီး အဲ့ဒီရဲရရှိရဲ့မှတ်တမ်းထဲမှာတော့လောက်တက်က6နှစ်ဖြစ်ကဂွန်ပြူစုတစိတ်ကလည်းနှစ်ခါရတာတဲ့အပြင်6လအတွင်းမှာပဲယာရုဒိုရတာကိုလည်းတွေ့ရတာကြောင့်ဟာဗေးကသေရှိုရဲရရှိရဲ့မှတ်တမ်းကိုဆွဲလွတ်ပလိုက်ပြီးမင်းဘလက်ဂိတ်ထောင်သွားရမယ်တော့ဂုံယူပါတယ်ဆိုပြီးပြောလိုက်ပါတယ်။သေရှိုလောက်တဲ့ရဲကတော့ဘာမှမကြည့်မဆိုင်ပဲငါရဲလုံးမလုပ်တော့တာကြာပြီလို့ပြောလိုက်ကကျွန်တော်ငါတို့ရဲစခန်းကိုမှုသွားတဲ့ညပဲငါကျွန်တော်ရဲ့တစ္ဆာခံဖြစ်သွားတာလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ကော်တော့ဟာစိတ်မရှိတော့ပဲ driver မှလည်းဆိုပြီးမေးလိုက်ပြင်မယ်။သေရှိုရဲကတော့ပြန်ပြေဖို့နေနေသသား အယူလိုမျိုးဟားတိုက်ပြီးရည်နေခဲ့ပါတယ်။ဒါကြောင့်မေကိုရိုနဲ့ဟာဗီတို့လည်းဒေါသထွက်သွားပြီးတယောက်တစ်လှည်စီဆွဲထိုးနေကြပါမယ်။သူရှိုးရဲကတော့ဘာမှမဖြစ်ပဲအယူလိုပဲဆက်ရည်နေခဲ့ပါတယ်။ဒီချိန်မှာပဲစကြောအေးကန်းနဲ့ကိုလေးရဝင်လာပြီးဟားတိုက်ရည်နေတဲ့ရဲအလဲပဲနဲ့ကိုအစိတ်ကိုထိုးသွင်းလိုက်ပြီး9မိနစ်တွင်ဒီကောင်မှန်တိုင်းမပြောရင်တေးမာဆိုပြီးပြောလိုက်ပါတယ်။ကော်ရိုကတော့မင်းအဲ့လိုမျိုးမလုပ်သေးဘူးဆိုပြီးတားလိုက်တဲ့အတွက်လီရလည်းရှင်တို့နှစ်ယောက်ကြတော့စီကန်ချိုးဖောက်ပြီးတရားခံကိုထိုးချိတ်နေတာရတယ်ပေါ့။ကျမကြတော့စီကန်ဖောက်လို့မရဘူးလားဆိုပြီးမေးလိုက်ပါတယ်။ကော်ရုံကတော့မင်းငါ့ကိုမာရီယိုတတ်တဲ့အတွက်မုန်းနေတာကိုသိတယ် ဒါပေမဲ့အဲ့လိုမုန်းနေရနဲ့ပဲကိုကိုမဖြည့်ဆည်းဖြစ်ပါနဲ့လို့ပြောလိုက်တဲ့အတွက်လီကလည်းဖြည့်ဆည်းတော့ပါဖြစ်လေ။ကျမလည်းမာရီယိုလိုပိုကူးချက်ခိုင်းရှင်ကမာရီယိုလိုပဲကျမကိုတတ်မှလားလို့မိလိုက်ပါရတယ်။ဒီလိုနဲ့အစိုက်ထိုးခံလိုက်ရတဲ့တရှူရဲကတော့တိမ်မဆိုးတဲ့အတွက် Drake က Channel 9ဝင်စီးပြီးညနေ6:00နာရီမှာတိုက်ရိုက်ထုတ်လွှင့်တင်ဆက်မယ့်ကြောင်းပြောပြလိုက်ပါတော့တယ်။ဒီစကားကြောင့်ပဲ Goron တို့လည်းချိန်မီလိုက်သွားဖို့လုပ်ပေမဲ့တစ်ဖက်မှာတော့ Drake ဟာ Channel 9ဝင်စီးနေခဲ့ပါပြီ။ဒီလိုနဲ့အလောင်းထားတဲ့ခန်းထဲကိုလီပြန်ရောက်တဲ့အခါမှာတော့မျက်နှာခွာခံထားရတဲ့ဂျရုံကအသက်ပြန်ရှင်နေခဲ့ပါပြီ။ အဲ့နောက်မှာတော့ဂျုံးဟာရဲစခန်းမှာသူနှုတ်ထွက်လာရတဲ့အကြောင်းရင်းကိုတီးသွားပြီ။အဲ့ဒီလူတွေကရောဘာလို့သူ့ကိုအသက်သွင်းဖို့လုပ်ပြီးသူ့ကိုကိုယ်ွယ်နေကြတာလဲလို့မေးလိုက်ပါတယ်။လီယာလည်းအဲ့ဒီလူတွေကစိတ်မနှံ့တဲ့ယူတွေလို့ပြောလိုက်တဲ့အတွက်ဂျုံးကလည်းငါ့လိုကောင်းနေပဲနေမှာပေါ့လို့ပြောလိုက်ကမင်းနဲ့ကော်ရွန်နဲ့ရောတွဲနေကြတော့မယ်လားလို့မေးလိုက်ပါတယ်။လီယာတော့ကျမတို့ကချစ်သူတွေမဟုတ်တော့ဘူးလို့ပြောလိုက်ပြီ။ကျမမင်္ဂလာဆောင်တဲ့နေမှာပဲကျမရဲ့ခင်ပွန်းကိုကော်ရွန်ကတတ်တော်တာလို့ပြောပြလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ဂျုံးကတော့ဟာပပတ်နဲ့လောင်ရင်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျုံးဟာငါ့မျက်နှာဘက်မှာလဲဆိုပြီးလီယိုတနတ်ထောက်ပြီးမေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ဂေါ်ရုံနဲ့ဟာဗီတို့ channel နိုင်ကိုရောက်လာတဲ့ခါမှာတော့ company ဝန်ထမ်းကိုဘုန်းဆင်ပြီးအပေါ့ဝါမှာတစားကန်လုပ်ပြီးဖမ်းထားတာကိုတွေ့လိုက်ရပါတော့တယ်။တစ်ဖက်မှာတော့ Selina ရဲ့အမေဟာဒေါ်လာ2သိန်းကိုသူ့ကိုချင်းချောက်တယ်ဆိုတဲ့လူစီကိုယူလာပေးပြီးဒီမျိုးကနေထွက်သွားဖို့လုပ်နေခဲ့ပါတယ်။တကယ်တော့အဲ့ဒီလူက Selina ရဲ့အမေကိုချင်းချောက်တာမဟုတ်ပဲသူတို့နှစ်ယောက်ကတကြိမ်တည်းတညာနေတယ်ပါ။ Selina ရဲ့အမေကသူ့ဆင့်ပြသွားတဲ့သမီးက Bruce Wayne ဆိုတဲ့တရေသားနဲ့ရီးစားဖြစ်နေတာကိုသိတဲ့အတွက်တမင်တကာမိခင်တန်ရောစင်ကိုဖမ်းပြပြီးဒီလိုရိုက်စားအကွက်ကိုထွန်းခဲ့တာပဲဖြစ်ပါတယ်။ Selina ကလည်းဒါကိုရိတ်မိတဲ့အတွက် တို့နှစ်ယောက်ရှိတဲ့စီလိုက်လာပြီးအတီးပြုတ်ခဲ့တာပါအဲ့လိုနဲ့အချောင်းဆုံးတီးသွားတဲ့ဆယ်လီနာကဒေါသတွေရမ်းထွက်နေတဲ့တော့ဆယ်လီနာရဲ့အမေကနင့်ကောင်လေးကဒီလောက်ပတ်စံလောက်နဲ့ဘာမှဖြစ်မသွားဘူးဘာလို့အဲ့လောက်ထိဒေါသထွက်နေရလဲလို့မေးလိုက်တာကြောင့်ဆယ်လီနာကလည်းကျမပတ်စံရောက်ဒေါသထွက်နေရမဟုတ်ဘူးမိအင်မစ်တာကိုအုံချပြီးလဲစားသွားခဲ့လို့ဒေါသတွေထွက်နေတာလို့ပြောလိုက်တာအမေကြီးရဲ့လဲစားမှုကြောင့်စိတ်တိခိုက်ရတဲ့ဆယ်လီနာဟာပြောနေရင်လည်းဝမ်းနေလုံလို့မျက်ရည်တွေဝဲလာပြီးကျမစီကိုဘယ်တော့မှထပ်မလာနဲ့တော့လို့ပြောလိုက်ပါတယ် တစ်ဖက်မှာတော့ channel နိုင်ဝင်စီပြီးအေးဆေးလုပ်နေတဲ့တွေ့ကိုသူ့လူတယောက်အနားရောက်လာပြီးပြင်မရဲတွေရောက်နေပြီလို့ပြောလိုက်ကစုံတော့ကောတော့ကမင်းကိုဖုန်းဆက်နေပြီလို့ပြောလိုက်ပါတယ်ကောတော့ကိုတိုင်ဖုန်းဆက်လာတယ်ဆိုတော့ကြားလိုက်ရတဲ့တွေ့ဟာထိတ်လန့်တုန်လှုပ်သွားပြီမယ်သူတို့ကိုကွယ်နေတဲ့ဂျုံကကောတော့ဂိမ်းမဆိုင်တဲ့အတွက် right ကလည်းဂျုံရဲ့ style အောင်ဖမ်းပြီးကောတော့ဂိမ်းမဆိုင်တယ်လို့မျိုးလုပ်လိုက်ပါတယ်ဒီလိုနဲ့ကောတော့ကဖုန်းနဲ့ကနေတစင်မင်းကိုငါတို့အပြင်မှာဝိုင်းထားလိုက်ပြီလို့ပြောလိုက်တာကြောင့် right ကပို့ပြီးထိတ်လန့်တုန်လှုပ်သွားရပါတယ်တိုင်းမဲ့လေဟာတိုက်ရေမောရင်သူ့ကိုယ်သူရဲစေးတင်လိုက်ကဂျုံပြောခဲ့တဲ့လေတန်အတိုင်းကောတော့ပြန်ပြောလိုက်ပါတယ် ဒါကိုရိပ်မိသွားတဲ့ခေါတော့ကလည်းမင်းကကျွန်တော်မဟုတ်ဘူးသူ့အစားဝင်အတုခိုးနေတယ်အတုကောင်ပဲလို့ပြောလိုက်ကမင်းအခုလုံနေတဲ့လုံရက်ကကျွန်တော်ဘယ်တော့မှလုံမှာမဟုတ်တဲ့လုံရက်ပဲလို့ပြောလိုက်ပြီးဖုန်ချသွားခဲ့ပါတယ်အဲ့နောက်မှာတော့ခေါတော့တို့ဟာ channel နိုင်အဆောက်ဦးတွေကိုရရပောက်ကနေဝင်မို့စူးစားပါတော့တယ်တစ်ဖက်မှာတော့ဘာဘရာတို့ဟာပင်ကွင်းကိုသူ့ရဲ့လူမိုက်တွေနဲ့ရန်တိုက်ပေးရတဲ့အတွက်ပင်ကွင်းရဲ့နေရာကိုလူယူဖို့အသင့်ဖြစ်နေကြပါပြီတစ်ဖက်မှာတော့ dry ဟာကျွန်တော်ရဲ့မျက်နှာကိုတတ်ပြီးကျွန်တော်ရဲ့လေတံနဲ့တပုံစံနဲ့တူအောင် ပြောပြီး channel နိုင်ကနေတိုက်ရိုက်လွှင့်နေခဲ့ပါတယ်ဒါကို TV ကနေမြင်လိုက်ရတဲ့ကျွန်တော်ကတော့ ူးမျက်နှာကိုပြန်ယူဖို့တွိုက်ရှိရစီကိုတွားနေခဲ့ပါပြီ။တစ်ဖက်မှာလည်းကော်ရိုနိုဟာအဆောက်အဦတွေကိုလေဝင်ပေါက်အနေနဲ့တစင်းဝင်လာနေခဲ့ကြပါပြီ။ဒါပေမဲ့အထက်မှာရှိတဲ့ Drake ကတော့ဒါမှမသိပဲလိုက်လွင်နေတော့မှဒီလိုလိုက်လွင်နေတော့မှပဲကော်ရိုနိုဟာ Drake ကိုလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ Selena ဟာ Bruce ရဲ့အိမ်ကိုလိုက်သွားပြီ။နေငါ့အမေလိန်နေရတိတိရဲ့နဲ့ပတ်စံနေပြီးခဲ့တာလားလို့မေးလိုက်ပါတယ်။ Bruce ကလည်းဟုတ်တယ်အတိတ်တ ాయి ပဲလေသူလိန်နေတာငါသိပေမဲ့သူ့ပတ်စံမပင်ဒီမျိုးကထွက်သွားမှာစိုးလို့လို့ပြောလိုက်တာကြောင့် Selina ကလည်းသူ့မေကလူလိန်တယောက်ဆိုတာကိုသိရတဲ့အနေနဲ့ လူလိမ္မာကိုတမင်ပတ်စံပေးပြီးဆယ်လီနာရဲ့အနားမှာနေစေခြင်းနဲ့ဘရုစ်ကိုစိတ်နာသွားပါတယ်။ဒီလိုနဲ့စိတ်နာသွားတဲ့ဆယ်လီနာဟာနင်းနဲ့ငါ့အမေနဲ့နှစ်ယောက်ပေါင်းမိငါ့ကိုဝိုင်းလင်ကြတာဆိုပြီးဘရုစ်ကိုပါရိုက်ကထိုးချိတ်ကန်ကြောက်သွားတော့တယ်။ဒါပေမဲ့ဘရုစ်ကဘာမှပြန်မလုပ်တာကြောင့်ဆယ်လီနာငါ့ကိုစွန့်ပစ်သွားခဲ့တဲ့အမေကအခုမှတကူးတကားကြီးခေါ်တမ်းမျိုးကိုပြန်လာခဲ့ရတဲ့အကြောင်းရင်းဟာငါ့ကိုတတိယလွန်ဆွတ်လို့မဟုတ်ပဲနင်းတို့တတိသားတယောက်နဲ့ပတ်သက်နေမိလို့ပဲလို့ပြောလိုက်ကချမ်းသာတဲ့ဘရုစ်ဝိုင်းနဲ့ပတ်သက်မိတဲ့သူ့ကိုယ်သူနောင်နှရနေခဲ့ပါတယ်။တစ်ဖက်မှာတော့ရဲတွေရဲ့လက်ထက်ကဗန်းကန်နာရတဲ့ဒွိုက်ကိုကျွန်တော်ကပြန်ဖန်းခေါ်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ကျွန်တော်ကခွာခံထားရတဲ့သူ့မျက်နှာကို stapler နဲ့ညက်ပြီးမျက်နှာမှာပြန်ကတ်ခဲ့ပါတယ်။အဲ့ဒီနောက်သူကြည်ကောင်းရဲ့လားဆိုပြီး dry ကိုမေးလိုက်တာ dry ကတော့ကျွန်တော်ရဲ့မျက်နှာကိုခွာခဲ့မိတဲ့အတွက်သူ့ကိုကျွန်တော်တို့ခုလုံးမအောင်ကြောက်နေခဲ့ပါတယ်။ကျွန်တော်ကလည်းမင်းကငါ့ကိုအသက်ပြန်ရှင်အောင်လုပ်ပေးတဲ့တငယ်ချင်းတယောက်ပဲလို့ပြောလိုက်တာတငယ်ချင်းတွေကြားမှာမျက်နှာခွာတာလောက်ရတာဘာမှကိစ္စမရှိပါဘူးလို့ပြောလိုက်တဲ့အတွက် Dwight လည်းနည်းနည်းတော့စိတ်သက်သာရရသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်က Dwight ရဲ့တကူလုံးကိုဘုံးနဲ့တက်ဆင်လိုက်ပြီးဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ ဒီလိုနဲ့ဂျရုံးလိုက်လွင့်တာကိုခေါ်တန်းတစ်မျိုးလုံးကမြင်သွားကြပြီဂျရုံးကသူ့ကိုခေါ်သွားခဲ့တဲ့တင်မင်းကငတုံးလို့ပြောလိုက်ကဒီညခေါ်တန်းမှာဘာဥပဒေမှမရှိတဲ့အတွက်ကြိုက်တဲ့လူကိုကြိုက်တယ်လို့တက်ပြီးကြိုက်တယ်လို့မီးရှို့လို့ရတယ်လို့ပြောလိုက်ကလိုက်လွင့်နေတဲ့ရှေ့မှာပဲဒွတ်ရုံလဲငါမျက်နှာကိုခွာခဲ့တဲ့အတွက်မင်းုံခွင့်မလုပ်ဘူးလို့ပြောလိုက်ကဒွတ်ကိုဘုံဖောက်ခွဲဖို့မီးစာညှိပြီးအတိုင်းထားခဲ့ပါတယ်ဒီလိုနဲ့လိုက်လွင့်တဲ့အစီအစဉ်ကနေပြည်သူတွေအားလုံးဟာဒွိုက်တယောက်အရှင်လက်လက်ဘုံခွဲတက်ခံလိုက်ရတာကိုမြင်လိုက်ရပါတော့တယ်။တကယ်တော့ဘုံဖောက်ခွဲလိုက်တဲ့အဆောက်အုံကလည်းဂေါတန်တစ်မျိုးလုံးကိုလျှက်စစ်ပေးနေတဲ့တအားပိစက်ယုံဖြစ်တဲ့အတွက် ပောက်ကွဲမှုပြီးမှာတော့ဂေါ်တန်တမျိုးလုံးမောင်ကြသွားပြီးဇလန်းလေးကိုဆုံးသက်ထားတာမို့လို့ဘာတွေဆက်ပြုံးမလဲဆိုတာပိုင်းဆက်လေးမှကြည့်ရှုရမှာပါ။